ကျွန်တော်တို့အရင်ဆိုရင်မုံဆွဲဆိုရင်ကျွန်တော်တို့အများဆုံးဇက်ပေါ့အိုက်ချင်းတော့ရိုက်တာဆို3500လောက်ကုန်တယ်အခုကဒီဇက်ကကျွန်တော်တို့ကျွန်တော်တို့ estimate တွေ့ကြည့်ရ9000ပတ်ချတယ်ရှိပါတယ်ခင်ဗျာခံစားမှုရှိပါတယ်ဒါရိုက်တာလည်းယင်ခုံတယ်လို့ producer လည်းယင်ခုံပါတယ်ကျွန်တော် manager တယောက်နေလည်းယင်ခုံတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဇက်ကကျွန်တော်တန်အားကြိုက်တဲ့ဇက်ဖြစ်နေတယ်ခင်ဗျာတော်တော်ဒီဇက်ကိုအားရမှုလည်းအပြည့်အဝရှိရတဲ့အတွက် ကျွန်တော်တော်တော်စုလက်တစ်ခုပါပဲဗျာဒီကမန်နေဂျာလောက်ရပါတကယ်ကိုမြတ်တဲ့ကုသိုလ်ပါပဲကျွန်တော်ခုနပဲကုသင်းကိုဆန်ချတဲ့ချိန်မှာအာဒီလေးလပိုင်းတော့ကသားနှစ်ယောက်ကိုပြီရွှေတောင်မြို့မှာကျွန်တော်ပို့ရင်စီးပေးခဲ့တယ်ပေါ့နော် အခုဒီ6လပိုင်းတည်းမှာဆရာတော်ကိုရဟန်းခံရှင်ပြုခွင့်ရခဲ့တယ်ပေါ့ဒီ MC နဲ့ကအဲဖုန်ကြီးဝတ်တဲ့အချိန်မှာအာတခါစုံနေအခုကတနှစ်နဲ့မှ3လကျော်မှတခါထွက်စုံနေစုံရတဲ့ MC လေးမင်္ဂလာပါအော်ပုံစံလေးပြန်ရောက်လာရဲဆိုတော့ဒီမော်ရုပ်ရှင်ထုတ်လို့ရေးပရိုဂျူဆာကကိုနေလူကလည်းတတိလေးတတိတငယ်ချင်းလူပဲပေါင်းနေတငယ်ချင်းသူကနေပြီးတော့ အကိုအကိုလုတ်ပေးပါဆိုတော့တောင်းဆိုတဲ့အတွက်အဲကျွန်တော်ဒီကားကိုပထမဆုံးဘုန်းကြီးလူတွေအနေနဲ့အဲမန်နေဂျာကန်ရတဲ့ကားပါခင်ဗျာမန်နေဂျာကန်ရအောင်ဟုတ်တော့လက်ရှိမှာရောဘယ်လိုမျိုးရင်ခေါ်ဖိလို့ကြာမှုတွေဖြစ်နေလဲအရန်စိတ်လှူရှားပါတယ်ကျွန်တော်ဒီကအတွက်အကောင်းဆုံးလုပ်ပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နောက်တစ်ခါကျွန်တော်ရှေ့မှာမှားခဲ့တဲ့အတွေ့အကြုံတွေအများကြီးရှိခဲ့ပါတယ်အဲ့ဒီအတွက်လည်းကျွန်တော်အများကြီးပြင်ဆင်ထားတယ်ဟာအဆင်ပြေဆုံးအဲလုပ်လုပ်မယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်ပြန်ဝင်လာတာပါခင်ဗျာ စိတ်ကတော့အရင်စိတ်နဲ့မတူဘူးပေါ့ငြိမ်သွားတာပေါ့နော်ဘာလို့လဲဆိုတော့အရင်တော့လူလူစိတ်ဆိုတော့ပေးခဲ့တည်ခဲ့တာတွေရှိတာပေါ့အမှန်တိုင်းပြောရရင်တော့တောက်ခဲ့တာတွေရှိတာပေါ့နော်အခုကတော့ကျွန်တော်မတောက်ဘဲနဲ့ကျွန်တော်နေတဲ့နေနိုင်တယ်မတောက်ဘူးလို့လည်းဂတိပေးထားတဲ့အတွက်ကျွန်တော်မတောက်ဘူးပြမတောက်တော့ကြတော့နည်းနည်းလေးလောက်ရခံရတာပို့ပြီးတော့ကျွန်တော်အတွက်အဆင်ပြေလို့ထင်ပါတယ်အာကန်သားမှုရှိပါတယ်ဒါရိုက်တာလည်းယင်ခုံတယ်လို့ပရိုဂျူဆာလည်းယင်ခုံပါတယ်ကျွန်တော်မန်နေဂျာတယောက်နေလည်းယင်ခုံတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ ဇက်ကကျွန်တော်တန်အားကြိုက်တဲ့ဇက်ဖြစ်နေတယ်ခင်ဗျာဒီလိုဇက်မျိုးလဲကျွန်တော်ရုပ်ရှင်ရုပ်ရှင်ရိုက်ခဲ့တဲ့ဟာမှာကျွန်တော်မတွေ့ဘူးတော့ကျွန်တော်မတွေ့ဘူးအောင်ပြောရအောင်မတွေ့ဘူးလို့ထင်ပါတယ်ခင်ဗျာတော်တော်ကောင်းပါတယ်ဇက်ကတော်တော်ကောင်းလို့လဲကျွန်တော်ဒီဇက်ကိုရင်ခုန်သွားနဲ့ရိုက်ချင်စိတ်တွေဖြစ်ပြီးတော့အကောင်းဆုံးလဲလုပ်ပေးပါပါခင်ဗျာလက်ခံပြစ်တာပါခင်ဗျာဟုတ်ကူကွေးနဲ့ကူနီတူးနဲ့မစုံလားဆိုတာလဲဒါတော့ကြားပြီနော်ကိုနေတူးနဲ့မစုံလားဆိုတော့ကျွန်တော်နဲ့ Skyline Star နောက်ဆုံးပဲဗျကျွန်တော်တို့6မှာရိုက်တဲ့ Skyline Star ပေါ့ ဘတ်ဂျက်များများတောင်းတဲ့ချီတောင်းဆို3000လောက်ကုန်ခံပြီးတော့ကြော်ကုန်ခံပြီးတော့ရိုက်တဲ့၄နိုင်ငံရိုက်တဲ့ကားနောက်ဆုံးမကားပါဘူးညကိုနေဂျုံးနဲ့မစုံတော့လေအော်ရှီမန်နေဂျာလောက်ကနားလိုက်တာရောနားထားပြီးအခုမှပြန်ဆက်ဘလောက်တော့ကြာလာကျွန်တော်ရက်20လောက်ပဲရှိသေးတယ်ခင်ဗျအခုမှပြန် run တာဆိုတော့ရက်20ကျွန်တော် producer ကိုလည်းဒီနေရာနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ကိုနေလင်းဦးရဲ့လက်တွဲခေါ်ယူမှုရဲ့နောက်ကျွန်တော်ရဲ့တငယ်ချင်းပေါ့ကိုဆွေပေါ့ ိုဆွေရဲ့ဖိမမှုတွေရယ်ဆိုတော့ကျွန်တော်လုပ်ရတာအဆင်ပြေပါတယ်ခင်ဗျ။ကျွန်တော်တို့အဲ့လိုပြောရင်တော့တခြားလူတွေကြိုက်မှာမဟုတ်ဘူး။ဒါမဲ့ကျွန်တော်ကတော့လက်ရှိအမြင်အရပြောမယ်ဆိုကျွန်တော်တို့ရှေ့မှာရိုက်နေတဲ့လူတွေရဲ့ budget ထဲဒီကားက budget တော်တော်များတဲ့ကားဗျ။ကျွန်တော်တို့လွန်ခဲ့တဲ့ဟိုဒီအခင်းအခင်းချင်းမတိုင်ခင်က budget မျိုးထက်တောင် များနေတယ်ဗျ။ကျွန်တော်တို့အရင်ဆိုရင် မုံဆွဲဆိုရင်ကျွန်တော်တို့အများဆုံးဇက်ပေါ့အဲ့ချင်းတော့ရိုက်တာဆို3500လောက်ကုန်တယ်။အခုကဒီဇက်ကကျွန်တော်တို့ ျွန်တော် estimate တွေ့ကြည့်ရ9000ပတ်ချတယ်ရှိပါတယ်ခင်ဗျာ feeling ရတော့ဗျာကျွန်တော်ဇက်လေးကြိုက်တယ်ဗျာနောက် producer ကလည်းကျွန်တော်အားကိုးတယ်ဗျာညီကိုရင်းတို့ဖြစ်တဲ့အတွက်သူကလည်းညီကိုစိတ်နဲ့ကျွန်တော်ဆက်ဆံပါတယ်အဲ့တော့ကိုကျွန်တော် producer ကိုတအားကိုလေးစားတယ်အထင်နဲ့ကြီးတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကျွန်တော်ကိုပထမဆုံးကြိုဆိုတဲ့အနေနဲ့ရောသူတို့ရဲ့ရုပ်ရှင်ထုတ်လို့ရေးပထမဆုံးအချိန်ရုပ်ရှင်ထုတ်လို့ရေးအတွက်ကိုကျွန်တော်လည်းလူတွေ့ဘုံကြီးလူတွေ့အနေနဲ့ပထမဆုံးအချိန်ရိုက်တဲ့ကားက နောက်ပြီးဟိုဒါရိုက်တာလည်းမင်းဆက်တယ်ဗျာရိုက်ရိုက်ထားတဲ့ကားလေးတွေဟိုပြိတက်လည်းတီးပြီးသားဖြစ်မှာပါတော်တော်ဒီဇက်ကိုအားရမှုလည်းအပြည့်အဝရှိတဲ့အတွက်ကျွန်တော်တော်တော်ဟာစုလက်တစ်ခုပါပဲဗျာဒီကားမန်နေဂျာလောက်ရတာအမှတ်ကြောက်တင်တဲ့ဆန္ဒရှိပါတယ်ကျွန်တော်တို့ရိုက်ခဲ့တဲ့ဒဏ္ဍာရီမိုးဆိုလည်းကျွန်တော်အမှတ်ကြောက်တင်ရမယ့်ကားတွေပါခင်ဗျာအများကြီးပါပဲကျွန်တော်တို့လုတ်ခဲ့တဲ့ကုမ္ပဏီရဲ့ကားတွေကတော့မပြောတော့ပါဘူးဗျဒီကားကတော့တကယ်ကိုမှတ်ကြောက်တင်မဲ့ကားလို့ကျွန်တော်မြင်ပါတယ် သူများရဲ့လည်းဒီလိုမျိုးအကြည့်သွေးရှိတဲ့ကားတွေတော့ရိုက်တယ်ဒါပေမဲ့ဒီကားကဇက်လည်းထူကြတယ်နောက်တခါမှကျွန်တော်မသိတဲ့ဇက်မျိုးဖြစ်နေလိမ့်မယ်ဗျတော်တော်ကောင်းပါတယ်ဗျာတော်တော်ကောင်းတာကတော့ယုံထဲရောက်မှပဲကြည့်လိုက်ပါလို့ပဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျအဲကျွန်တော်ကဒီကားပြီးရင်လူဝင်းနဲ့6မှာသွားပြီးတပင်းတွေထိန်သိမ်းမှာပါကားရိုက်ရှိမှကျွန်တော်ပြန်ရန်ကုန်ကိုတက်ပြီးတော့ဟောပြူပါမယ်မဟုတ်ရင်ကျွန်တော်6မှာပဲထိုင်ပါမယ်ခင်ဗျကျွန်တော်တပင်းတွေစောင့်ရှောက်ဖို့ကျွန်တော်မှာတာဝန်အပြည့်အဝရှိတဲ့အတွက်ကျွန်တော်လုပ်ပေးပါဦးလုပ်အောင်ပါမယ် ဖြစ်ခဲ့တာရှိပါတယ်အခုဘာဖြစ်လို့လဲဆိုကျွန်တော်လက်ရှိစိုက်တဲ့အပင်တွေကကျွန်တော်လက်တစ်ဖောင်မကအကုန်လုံးအပင်9000ဟာဖြစ်နေပါတယ်ကျွန်တော်လာမယ့်နှစ်မှာလည်းနောက်ထပ်9000စိုက်ဖို့အတွက်ကျွန်တော်နေထူးနိုင်တဲ့မင်းသားနေထူးနိုင်တဲ့ကျွန်တော် ပြောထားပြီးသားဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းနောက်ထပ်စိုက်ရှင်ပါသေးတယ်အဲကျွန်တော်ရဲ့လို့ဖို့ဂိုင်မက်တီကကျွန်တော်ကအလင်းရောင်ပြပြလေးရှိတဲ့အလင်းရောင်လေးဖျောင်းနိုင်လေးတစ်ခုမှာကျွန်တော်ဝိုင်းဝန်းပြီးတော့အလင်းရောင် တောက်ပအောင်ကူညီတဲ့လူအလုံးအဲကျေးဇူးတင်ထိုက်တဲ့ကိုနေလင်းဦးကိုဆွေ အဲပထမဆုံးကျွန်တော်ကျေးဇူးတင်ပါတယ်နောက်ဝင်းတပြေထွန်းပေါ့နော်အဲကျွန်တော်ဟိုအစစအရာရာကုညီရဲ့လူအားလုံးတည်ယူခြင်းတယောက်ချင်းစီကိုကျွန်တော်ဟိုဟာကျေးဇူးတင်တဲ့အကြောင်းပြောချင်ပါတယ်